ဲ့ဒီသုဘဝတ္တမင်းသမီးကဒီရှင်တိဝလိကိုဘိုက်ထဲမှာခွန်နှစ်နဲ့ခွန်လလွယ်ရတယ်။သူတို့သားမိနှစ်ယောက်ရဲ့ရှေးကအတိတ်ကနော်မိုက်မဲခဲ့တယ်။အပြုအမူကံတရားရဲ့အကျိုးပေးချက်ကိုသူတို့ရတာပေါ့။အဲ့ဒီအကြောင်းအရာတော့ဦးဇင်းတို့မပြောတော့ပါဘူး။အဲ့တော့မွေးဖွားကနေမှာခုနှစ်ရက်လောက်တောင်မှမိမျောလိုက်တတိယလိုက်ဝေဒနာကိုအပြင်းထန်အကြီးကျယ်ခံစားရတယ်ဒီတပဝတ္တမင်းသမီးက ဉာဏ်ရှင်ရဲ့တယ်ပေါ့ဒါမဲ့လို့သူကအရိယာသူတော်ရှင်ဖြစ်တဲ့အတွက်ကြောင့်ယေစွာဘုရားရဲ့ဂုံတရားတော်ရဲ့ဂုံတန်ဃာတော်ရဲ့ဂုံကိုအာယုံပြုတ်ပြီးတော့သူရဲ့ခံစားရတဲ့ဝေဒနာကိုတတ်တတ်အောင်သူရှင်းသာရှင်းရှင်းမှုနဲ့ကြော်လွှားနိုင်အောင်ကြိုးစားတယ်။ဩမြတ်စွာဘုရားဒီလိုဒုက္ခတွေကလွတ်ကင်းအောင်သူတော်ကောင်းတရားကိုဟောတာ။ယေစွာဘုရားကိုကြည်ညိုတဲ့စိတ်နဲ့ဒုက္ခကိုလျှော့ပွားအောင်ကြိုးစားအထောက်တယ်။တရားတော်မြတ်ဆိုတာကြည်ကြံပဲဆိုရင်ဒီဒုက္ခတွေက လွတ်ကင်းမှာတော့တန်မာတော်ရှင်မြတ်တွေဟာဒီဒုက္ခတွေကိုလွတ်ကင်းအောင်သူတို့ကျင့်သုံးနေကြတာအဲ့ဒါလိုမျိုးသူစဉ်းစားပြီးတော့ဒီဝေဒနာကိုနေတာတဲ့အနေထားတည်းဖြစ်အောင်သူကြိုးစားတာအဲ့ဒါနဲ့ဝေဒနာတွေကြားတဲ့ကပဲသူရဲ့ခင်မွန်းတဲ့ဖြစ်တဲ့ကိုလီယာမင်းသားကိုသူလွတ်တယ်မြတ်စွာဘုရားကြီးကိုလွတ်တယ်မြတ်စွာဘုရားကိုတွားပြီးတော့ရှောက်ထားကြည့်ပါမင်းသမီးဟာအလွန်တရာမှဆင်းရဲပင်ပန်းပါတယ်ဗောဒါပေမဲ့လို့မြတ်စွာဘုရားရဲ့ခြေတော်ကို ရှိခိုးလိုက်ပါတယ်ဆိုပြီးတော့တွတ်ပြီးတော့ရှောက်ချေပါမြတ်စွာဘုရားကိုရှိခိုးခိုင်းတာအဲ့ဒါနဲ့အဲ့ဒီမင်းသားသူ့ရဲ့ခင်မောလေယောက်ျားသွားပြီးတော့မြတ်စွာဘုရားကိုအကျိုးကြောင်းရှောက်ရှောက်တော့မြတ်စွာဘုရားကတုပ္ပဘာသာမင်းသမီးချမ်းသာပါစေတည်းလို့မြစ်တံပြုတ်တော့အဲ့ဒီမြစ်တံပြုတ်တဲ့ခဏမှာပဲချမ်းချမ်းသာသာတာယောက်ျားလေးမွေးဖွားတယ်မြတ်စွာဘုရားရဲ့တကိုယ်တော်လည်းအံ့ဩစရာအောင်အဲ့တော့ဘုရင်ဖြစ်တဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားဒီမှာဆိုတော့မတိသေးဘူး အဲ့ဒါနဲ့အိမ်ပြန်လာတဲ့အခါကျတော့တယောက်ကြလေးမွေးဒုက္ခတွေကနော်လွကင်းကင်းရသွားတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားကိုအလွန်ကြည်ညိုတဲ့အတွက်ကြောင့်သုဘဝါဒမင်းမြတ်ထပ်ပြီးတော့သူ့ရဲ့ခင်မုန်းလေယောက်ျားကိုလွှတ်ပြန်တယ်ဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုအိမ်ကိုခုနှစ်ရက်တည်းတည်းဆုံးကတ်ခြင်းပါလေဒါကြောင့်သွားပြီးတော့ရှောက်ထားပေးပါဘူးအဲ့ဒါနဲ့တစ်ခေါက်ပြန်ပြီးတော့သွားတယ်ဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုဆုံးသာပင်တော့မြတ်စွာဘုရားက ရှင်မောက်ကလန်ကိုအမိန်ရှိတယ်ဗာအမိန်ရှိတယ်ဆိုတော့ခြေသားမောက်ကလန်နဲ့မနေ့ပြန်မှာဆွမ်းသားပင့်ထားတာတင့်ရဲ့တကားတွေကပင့်ထားတာအဲ့ဒီတကားတွေကို သွားပြီးတော့ခွန့်တောင်းကြည့်တုပ်ပဘောတာမင်းသမီးဟာအလွန်ဆင်းရဲဒုက္ခကနေကြီးမားတဲ့ဒုက္ခကနေတော့လွတ်မြောက်တဲ့အထိမ်းမတ်နေနဲ့ခုနှစ်ရက်တည်တည်ဆွန့်ကပ်ခြင်းနဲ့ဒါကြောင့်ခုနှစ်ရက်ပြည်ပြီးမှသင်တို့ဆွန့်ကပ်မှာလို့သွားပြောကြည့်။ဘုရားဆောဘုရားကအရင်လက်ခံပြီးသားဆွမ်းသားပင့်ထားတာကိုအဲ့လိုမျိုးကျင့်တတ်အောင်သွားပြောခိုင်းတာ။ အဲ့ဒါနဲ့ရှင်မဘဂလန်ကသူ့ရဲ့တကားလေးဆိုတော့တော့ပြောတာပေါ့တကားကြီးသူ့ဘဘသားမင်းသမီးကိုအရင်ဆုံးကပ်ပါစေပြီးမှသင်တို့ဆုံးကပ်ပါကြိုးကြောင်တော့ပြောတာပြောတဲ့အခါကျတော့အဲ့ဒီတကားကြီးကလည်းအစွမ်းအစရှိတယ်ဇာရှိတယ်လို့ဆိုကြပါစို့။ပါလျှောက်လဲဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ရဲ့အသက်ရဲ့တပည့်တော်ရဲ့စီးစိမ်ဥစ္စာရဲ့တပည့်တော်ရဲ့ယုံကြည်မှုတတ်တာတရားရဲ့ဒီသုံးခုကိုခုနှစ်ရက်အတွင်းမပြည့်စည်ပါဘူးလို့အာမခံနိုင်မယ်ဆိုရင်အရှင်ဘုရား ဲ့ဒီကိုဆွမ်းသာပေးလိုက်ပါတယ်။ဒီလား။သူ့ရဲ့အသက်ရဲ့သူ့ရဲ့စီရင်ဥစ္စာရဲ့သူ့ရဲ့ယုံကြည်မှုတတ်တာတရားရဲ့ဒီသုံးချက်ကိုခုနှစ်ရက်အတွင်းမပြည့်စည်ပါစေဘူးလို့အရှင်ဘုရားအမခန္ဓာရဲ့ခုနှစ်ပြီးပြီမှဒီလိုဆွမ်းကပ်ပါမယ်တဲ့။အဲ့လိုပြောတဲ့အခါကျတော့ရှင်မမောက္ခလာကတခါကြီးတဲ့။တင့်ရဲ့အသက်ရဲ့တင့်ရဲ့စီးစဉ်ဥစ္စာရဲ့ခုနှစ်ရက်တွင်မပြည့်စည်စီရဘူးလို့ငါအမှတ်ခံနေတဲ့။ဒါပေမဲ့တင့်ရဲ့တရားတရားကိုတော့တင်ကိုယ်တိုင်မပြည့်စည်အောင်ဆောင်ရှားပါတဲ့ ကျမ်းဂန်မှာလာတဲ့အဖြစ်ရလေးတွေကအလွန်မှတ်သားစရာကောင်းတယ်ပေါ့နော်အိဗေကမပြောတာတော့အသက်ကိုဥစ္စာပစ္စည်းကိုမပျက်စီးအောင်ဆောင်းဆောင်းရတာတဲ့တရားတရားကိုမပျက်စီးအောင်ဆောင်းဆောင်းရတာပုခတ်တယ်ဆိုတဲ့အိဗေရောက်မနေဘူးလားစဉ်းစားကြည့်နော်အဲ့လိုပြောတဲ့အခါကျတော့အဲ့ဒါကရည်ရဲသဘောကျတယ်ဟုတ်တယ်အဲ့ဒါတော့ငါကိုယ်တိုင်ပဲစောင့်စည်းမှစောင့်ရှောက်မှပဲရမယ်ပေါ့နော်အဲ့ဒါနဲ့သူခွန်ပေးတယ်ခွန်ပေးတဲ့အခါကျတော့အဲ့ဒါမြတ်စွာဘုရားမူရှိတဲ့တန်ခါတော်တွေ တပ္ပဝါဒမင်းသမီးရဲ့အိမ်ကိုခொနေအတီးတီးဆုံမွေးကြွအဲ့ဒီလိုမျိုးဆုံးသားကြွတဲ့အခါကျတော့ဒီတီဝလိနော်ခொနေတဲ့သားလေးဖြစ်နေပြီလို့ဆိုကြပါစို့စံကျင်မှုပေါ့နော် လောကကြီးရဲ့စံကျင်မှုပေါ့တတ်သူစကားတွေပါလေလက်တက်နေပြီပြောတတ်နေပြီဘဇူးနဲ့စကားပြောတာတုံးဆိုတော့ဦးဇင်းတို့ရှင်သာတိပုတ္တရာနဲ့စကားပြောတာအဲ့ဒါရှင်သာတိပုတ္တရာက မေးတာဟုတ်ဘယ်နဲ့တော့ချမ်းချမ်းသာသာရှိရလား အတော်ဒီကလေးကဘာပြောတော့ဆိုတော့ခုနှစ်နှစ်နဲ့ခုနှစ်လတီးတွေသွေးအိုင်ထဲမှာ နေခဲ့ရတာဘယ်လိုလုပ်ချမ်းသာနိုင်မလို့ဖေဟာအဲ့တိုင်းရှောင်းအဲ့လိုမျိုးအချီအချာစကားပြောတာကိုမေတော်ဖြစ်တဲ့တုပ်ပဝတ္တမင်းသမီးကမြင်တယ်မြင်တဲ့အခါကျတော့အယံကြည်လို့တယ်ပေါ့သူစိတ်ထဲမှာကြည်စံငါရတာတရားစစ်သူကြီးရှင်သာရိပုတ္တရနဲ့ပြိုင်ပြီးတော့စကားဆွေးနိုင်တယ်အလွန်ပီတိဖြစ်တယ်အကြည်ပွားချမ်းသာတဲ့သာသမီကိုမြင်ရတော့မိဘတွေရဲ့ အမှုရိတာသဘောကတော့ဒါအတိုင်းထက်တော့ဖြစ်မှာပေါ့နော်အဲ့လိုမျိုးပီတိတွေဖြစ်ပြီးတော့တာယာမှုတွေဖြစ်နေတာကိုဘယ်သူကသိတော့ဆိုတော့မြတ်စွာဘုရားသိတယ်သိတဲ့အခါကျတော့အဲ့ဒီတုပ္ပဝတာကိုမြတ်စွာဘုရားဗာမင်းရှိတော့ဆိုတော့ခြေသမီးတုပ္ပဝတာတဲ့ဒီလိုသားမျိုးကိုရမယ်ဆိုလို့ရှိရင်မင်းဘယ်နှယောက်တော့ရခြင်းတော့သောသောကဝိတာခါကိုမေးလိုမျိုးမေးတာနော်သူကအရင်ကျင့်တတ်နေတာ哦အဲ့တော့သုဘဝတာဘာပြောတော့ဆိုတော့ခုနှစ်ယောက်လောက်ရခြင်းနေလို့ပြောရတယ်ကဲ့ ဆိုတော့တုန်းကသူခုနှစ်နှစ်နဲ့ခုနှစ်လကိုဝန်ဆောင်ခဲ့ရတဲ့ဒုက္ခတွေကိုဘာဖြစ်သွားပြီတော့မေ့သွားပြီတော့တာယာဇာနဲ့တွေ့ထိုင်တဲ့ဒုက္ခတွေကိုတန်းပြီတော့မေ့တာပဲတော့သုဘဝတ္တမင်းသမီးကဘာဖြစ်သွားပြီတော့ဒုက္ခတွေမေ့သွားပြီဟုတ်လားသူအရှင်ပြေတာကိုတွေ့ရတဲ့ခါကျအရှင်ပြေတာကိုမေ့သွားတယ်တကယ်တမ်းကဘဝမှာအရှင်ပြေတာနဲ့မပြေတာတွေဟာရောနေတာအရှင်ပြေတာကိုမစွန့်နိုင်သေးတဲ့မြတ်အရှင်မပြေတာကိုလည်းပဲသိပိတ်ထားရမှာပဲဒါနားလည်ဖို့လိုတယ် ။အဆင်ပြေတုံးတော့ပြုံ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 နဲ့အဆင်မပြေမှမဲ့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 ဒါသိတိတ်ပဲမရှိဘူး။ဟုတ်လား။အဆင်မပြေတဲ့အချိန်မှာမဲ့ဖို့ကြရင်ဩအဆင်ပြေတုံးကငါအများကြီးပြုံးခဲ့တာပဲထေလိုက်ဖို့ကောင်းတယ်အောင်။ဟုတ်တယ်မို့လား။ဒါကြောင့်မိသက်ပေါင်းတို့ကောင်းလို့တုပ်ပဝါတရဲ့အဲ့ဒီအဖြေကိုမြတ်စွာဘုရားကဘလောက်ဓမ္မတန်ဝေကရမလဲ။အဲ့ဒီအချိန်မှာမြတ်စွာဘုရားကသောတနာဥစဉ်မပြောသေးဘူးဆိုတဲ့ဂါထာလေးကိုဥဒန်းကျူတာအလွန်ကောင်းပါလေအဲ့ဒီဥဒန်းဂါထာလေးအဲ့ဒါမကြမကြလည်းပြောပြတယ်အဲ့ဒီဥဒန်းဂါထာလေးကို အတာတံတာတရူပေနပိယရူပေနအပိယဒုက္ခဒုက္ခတရူပေနပမတ္တမတိဝတ္တတိတဲ့တူတူလေးကာထာလေးလေးပါးဒအတိပဲအလွန်ကောင်းတယ်အတိပဲမပြောတော့ဆိုတော့အတာတံတာတရူပေနတာယာဘွယ်မဟုတ်တဲ့လောကကြီးကတာယာဘွယ်ရလူလူနဲ့ပမတ္တမတိဝတ္တတိမေးလျော့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖြီးစီးနှိပ်စက်ထားတယ်တဲ့သုံးချက်ပြောမှအဲ့ဒါတစ်ချက် တာယာဘွေရာမဟုတ်တဲ့လောကကြီးကတာယာဘွေရာလိုလိုနဲ့မေ့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖြည့်ဆည်းထားတယ်တဲ့အတ္တတံတတ္တရူပိနပိယရူပိနအပိယချစ်ခင်နှစ်သက်ဘွေရာမဟုတ်တဲ့လောကကြီးကချစ်ခင်နှစ်သက်ဘွေရာလိုလိုနဲ့ပမတ္တမတိဝတ္တိမေ့လျော့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖြည့်ဆည်းထားတယ်တဲ့ဒုက္ခံဒုက္ခတရူပိနဆင်းရဲတဲ့လောကကြီးကချမ်းသာလိုလိုနဲ့ ပမတ္တမတိဝတ္တိမေးလျော့နေကြတဲ့တတ္တဝါတွေကိုလောမုဖြစ်စီထားတယ်တဲ့ဒါတကယ်ဓမ္မတို့ဥယျာဉ်တို့ကိုတတိပြောနေတဲ့စကားပဲဟုတ်လားတကယ်တကယ်လောကကြီးကပါရပွဲမရှိဘူးဆိုတဲ့သဘောချစ်ခင်စရာမရှိဘူးဆိုတဲ့သဘောချမ်းသာဒုက္ခမရှိဘူးဆိုတဲ့သဘောကိုလည်းတခါတည်းအတိဘေကတက်ရောက်ပြီးစားဟုတ်လားဒါမဲ့လို့ကိုကမေ့နေပဲရှင်တော့အဲ့ဒီตาရပွဲမဟုတ်တဲ့လောကကြီးကပဲကိုယ်စိတ်ထဲမှာတော့ဘလို့ဖြစ်နေတော့အာရပွဲရာကြီးဖြစ်နေတယ် အာယုံရဲ့လှည့်စားမှုကိုကိုဟာအကြီးကျယ်ခံရတယ်။ဘာကြောင့်ခံရတာတုံးဆိုတော့အဓိကကြားတဲ့တော့ကြဲကြတဲ့စကားလုံးကပမတ္တမတိဝတ္တိပဲ။မင်းနေလို့လွှမ်းမိုးဖြစ်နေတာကိုခံရတာ။